မင်္ဂလာပွဲမှာစီစီကာကာဖြစ်အောင်ကိုစိုးကြီးနဲ့ဖြူဖြူထွေးကိုငှားလိုက်တဲ့ဟင်းဝီရံနဲ့ဆိုပြတဲ့စဉ်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။အခုလူပြောများနေရာကတော့မကြသေးခင်ကမှလက်ထက်ခွင့်တောင်းခဲ့တဲ့မင်းသားဟင်းဝီရံနဲ့မင်းသမီးဆိုပြတဲ့စဉ်တို့ရဲ့မင်္ဂလာပွဲကြီးအကြောင်းပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်ရဲ့မင်္ဂလာပွဲသတင်းကပရိသတ်တွေကြောင့်မှရေးပန်းစားနေတော့မှာပဲ။ အခုနောက်ထပ်ထပ်ဆင့်ထူးခြားတဲ့သတင်းတစ်ခုကတော့အဲ့ဒီမင်္ဂလာပွဲမှာဖျော်ဖြေရေးနေနဲ့ပါဝင်ကြမဲ့ဧည့်သည်တော်တွေကြောင့်ပါပဲ။အဲ့ဒီပွဲမှာဖျော်ဖြေဖို့သတင်းထွက်နေတာကတော့မြန်မာပြည်ရဲ့ Selena Gomez လို့နာမည်ပြောင်းရထားတဲ့ဖြူဖြူထွေးနေတယ်လီဖုန်းတစ်ချင်းနဲ့တူလူနာရီတောင်ပြန်ထိုင်နိုင်တယ်လို့ပြောစမှတ်ပြုနေရတဲ့ကိုစိုးကြီးတို့ပဲဖြစ်ပါတယ်။ ဒီတရင်ကအတီးပဲဖြစ်ဖြစ်မဖြစ်ဖြစ် online ပေါ်မှာတော့ဟာတာနှောရဲမှတ်ချက်တွေနဲ့ပွဲကြနေပါပြီ။စိုးပြတဲ့စင်နဲ့ဟင်းဝင်းရတို့သာလက်ထက်ခွင့်တောင်းတဲ့အခမ်းအနားလေးလှုပ်လိုက်တော့ပရိသတ်တွေကဝမ်းသာကြပေမယ့်အဲ့ဒီပွဲက fashion တွေကြောင့် internet သုံးဆွဲသူတွေကြားမှာဝေဖန်မှုတွေနဲ့ဟာတိုက်စရာတွေဖြစ်ခဲ့ပါတယ်။အထူးသဖြင့်ဟင်းဝင်းရကစိုးပြတဲ့စင်ကိုလက်ဆောင်ပေးခဲ့တဲ့အစိမ်လက်စွပ်ကြီးကိုလူတွေကနာမည်ကြီးဒိုးနဲ့ဆိုင်ကဒိုးနဲ့နဲ့တူတယ်၊ရွှေပစွန်ဆိုင်ကကိမုံနဲ့တူတယ်လို့ပုံတွေနဲ့ရှင်ကပြခဲ့ကြပါတယ်။ဒါပေမဲ့လက်စွပ်ထက်ပိုပြီးပွဲစုသွားစေခဲ့တာက သူတို့သမီးလောင်ဆိုပြတဲ့ဇင်ရဲ့ဝတ်ဆောင်ပါပဲ။အကယ်ဒမီဆိုရှင်ထိတ်တန်းမင်းသမီးတယောက်ဖြစ်ပေမဲ့ဖက်ရှင်နဲ့ပတ်သက်ရင်ကျင်းစာတင်သူလို့တင်စားခံထားရတဲ့ဆိုပြတဲ့ဇင်ကဒီနေ့မှလည်းသူ့ရဲ့နာမည်ကိုဖက်ရှင်နဲ့ထပ်ပြီးတော့သက်တည်ပြခဲ့ပြန်ပါပြီ။သူမဝိစင်ခဲ့တဲ့ခါဝင်ကိုလူတွေကခြံစည်းရိုးကထားတဲ့ထင်ရန်ခွက်နဲ့တူတဲ့ခြံအောင်စာကိုအင်ဂျီချုပ်ဝစ်ထားတယ်လို့ပဲကြက်အုပ်ဆောင်ထမင်းအုပ်ဆောင်တွေနဲ့တောင်ခိုင်းနိုင်ပြီးတော့ဟာတိုက်ခဲ့ကြတာအလုံးသိပါပဲ။ဒီဝေဖန်မှုတွေကြောင့်သူတို့ရဲ့စိတ်ဆက်ပွဲကအခြေသတင်းထက်ဖက်ရှင်ဝေဖန်ရေးသတင်းတွေ နဲ့ပို့ပြီးတော့ပေါက်သွားခဲ့ရပါအခုတော့ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကအစိစက်ပွဲကနေတစဉ်မင်္ဂလာပွဲစီကိုရောက်သွားပါပြီတတိယနေ့ရတော့သူတို့နှစ်ဦးကကြီးကျယ်ခမ်းနားတဲ့မင်္ဂလာအခမ်းအနား၆ပွဲအထိအကျင်းပါသွားဖို့ရှိတာပါ စင်းဆက်ပွဲတောင်ဒီလောက်ကွမ်းနေမှာတော့မင်္ဂလာပွဲတွေကဘလောက်ထိ fashion အရာရောအပြင်အစင်ရပါကွမ်းနေအောင်မလဲဆိုတာစောင့်ကြည့်နေကြချိန်မှာပဲအစိုးရတို့ရဲ့စည်ရင်ကပေါ်ထွက်လာပါတယ်ဖြူဖြူတွေးဆိုတာနဲ့ပြည်သက်တွေကတည်ကြတဲ့အတိုင်းမှာပဲဒီမက Justin Bieber ရဲ့သချင်းကနေစပြီးအခုနောက်ဆုံး Selena Gomez နဲ့ Blackpink ရဲ့ Ice Cream သချင်းကိုဘလုံးမို့ပုံစံနဲ့ဒီဆိုပြီးတော့ Selena ထွေးမတ်ဆိုတဲ့နာမည်ပြောင်းကိုပါရရှိထားပါတယ်ဒီမရဲ့ဖြောပြေမှုတိုင်းကကြီးစုသူတွေကိုအမြင်နဲ့အံ့အားသိမ့်စေပြီးတော့ internet ပေါ်မှာပြောစရာကောင်းစဉ်တစ်ခု ဖြစ်လေးရှိပါတယ် ဒီလိုစွမ်းရင်အပြင်းနဲ့ဖျော်ဖြေတတ်တဲ့ဖြူဖြူတွေကဟေးဝင်ရံတို့ရဲ့မင်္ဂလာပွဲမှာတချင်းဆိုမယ်ဆိုတဲ့အတွေ့အကြုံတွေပရိသတ်တွေကိုစိတ်လှုပ်ရှားစေရဖြစ်ပါတယ်။နောက်တစ်ယောက်ကတော့ကိုစိုးကြီးပါပဲ။သူ့ရဲ့တယ်လီဖုန်းတချင်းကအာမန်တချင်းတပုတ်မဟုတ်ပါဘူး။အွန်လိုင်းပေါ်မှာတော့ဒီတချင်းကိုစေးဘက်ဝင်နေလို့တောင်ပြောစမှတ်ပြနေရပါ။လေးဖြတ်ပြီးအိတ်ရတဲ့လဲနေရဲ့အဖိုးဖွားတွေတောင်ဒီတချင်းကြရင်ထကနိုင်တယ်။ စကားမပြောနိုင်တဲ့သူတွေစကားပြန်ထွက်လာတယ်ဆိုတဲ့ဟာတာနော်ရဲ့မှတ်ချက်တွေကသူတချင်းရဲ့အမှတ်သားလို့ဖြစ်နေတာပါကိုစိုးကြီးရဲ့တယ်လီဖုန်းနဲ့ဆိုရင်မင်္ဂလာပွဲကဘလောက်တောင်ပွဲဆိုမလဲဘလောက်တောင်မိမိုက်နေမလဲဆိုတာကတော့ပြောနေစရာတောင်မလိုတော့ပါဘူးဒီသတင်းကတကယ်ပဲအတီးဖြစ်လာမှာလားဒါမှမဟုတ် online ပေါ်ကပရိသတ်တွေဟာတာတသက်ပေးလာဆိုတာကတော့စောင့်ကြည့်ရမှာပါတကယ်လို့သာဒီချော်ပြီးအတွဲဆက်တာမှန်ကန်ခဲ့မယ်ဆိုရင်ဟေးဝင်ရဲ့ဆိုဖိသစင်တို့ရဲ့မင်္ဂလာပွဲက2025ခုနှစ်ရဲ့အပြောအများဆုံးအမှတ်တရရှိဆုံးမင်္ဂလာ င်္ဂလာပွဲတစ်ခုဖြစ်လာမှာဖြစ်ပါတယ်။ပရိသတ်ကြီးတို့ရောတကယ်ဖြောပြေးပြီးခဲ့ရင်ဘလို့တွေဖြစ်လာမယ်လို့ထင်လဲ။တရုတ်သမီးရဲ့မင်္ဂလာဝတ်ဆောင်ကရောဒီတစ်ခါဘလို့များဖြစ်လာအောင်မလဲဆိုတာမှတ်ချက်ပေးခဲ့ပါအောင်ရှင်။ကြီးစုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။